တကယ်တော့မန္တလေးမြို့ကြီးအခုလိုခင်မင်အစာအုပ်တွေပေါ်လာတာသမီးတော်တွေကိုကျေးဇူးတင်တဲ့။ဘာလို့လဲဆိုတော့သူတို့ဈေးဖို့အတွက်မန္တလေးမှာမြို့သစ်ကအကြီးကြီးပေါ်လာတယ်။ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့အဲ့ဒီအထဲမှာမြမတိုင်းသားစစ်စစ်တွေပိုင်တာတစ်ခုမှမရှိတော့တာပါပဲ။ဒီတော့မန္တလေးမြို့ကြီးကိုစိနတိုင်းသားတွေလက်ထဲဝက်ကွက်အပ်လိုက်ရတဲ့တရခန်ကတော့စိန်ရွှေရတနာတွေကိုအလွန်မတ်တဲ့သမီးတော်တွေလက်ရှက်ဟာအဓိကပါပဲ။ တမီတော်ရာဇဝင်အပိုင်းရှက်တရက်ထဲမှာတိန်တပေါင်းကျော်ဘူးဈေးဝယ်တဲ့တမီတော်တွေမန္တလေးနမ်းမြို့တီမင်းတုံမင်းတရားကြီးကိုစိတ်အဆိုးဆုံးသူတွေကိုပြပါဆိုရင်မန္တလေးနမ်းမြို့တွေကအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုနဲ့အရာရှိတွေကိုပြရပါလိမ့်မည်မန္တလေးကိုမြို့တည်ခဲ့တဲ့အတွက်တမီတော်တွေပြင်ဦးလွင်တတိုင်းမန္တလေးဟာခရီး1500ဈေးဝယ်ရာမြို့ဖြစ်ခဲ့ပါတယ်ဒီတပတ်လေတမီတော်တွေစုံကြီးကြွမြန်းလို့လာပြန်ပါပြီ နှစ်အနေနဲ့ပြောရရင်2009ခုနှစ်ဖြစ်ပါတယ်။အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကလည်းအသစ်ဆက်ဆက်တိုင်းမှုလေးဆိုတော့တိုင်းမျိုးရဲ့ဂါရဝတရားဆိုတဲ့အယုအသေးပေးမဲ့အတိုင်းအတာနဲ့ခန္ဒီဆိုတဲ့တိခတ်နိုင်ခြင်းဒီဂရီကိုသမီးတော်တွေကစံသက်ကြတော့မှာဖြစ်ပါတယ်။တိုင်းမျိုးအသစ်လေးကဝါရင်တပါရင်ဒုတိယတိုင်းမျိုးနဲ့စစ်ဦးစီးမှုတွေကိုသမီးတော်တွေလာရင်ဘာတွေဆောင်ရမယ်ဆိုတာမေးရတော့တာပေါ့။အားလုံးတညီတညွတ်တည်းဖြစ်တဲ့အဖြေကတော့ မျိုးတဲကစိန်ရွှေရတနာဆိုင်တွေကိုတံမိုးကြီးဓာတ်တွေထုံမပြဖို့ကြိုတင်အကြောင်းကြားရလိမ့်မယ်ဆိုတဲ့အဖြေရပါတယ်။ဒါနဲ့သက်ဆိုင်တဲ့သူတွေကမျိုးတဲကထောင်ကဲတွေကိုလိုက်ပြောရတော့တာပေါ့။မနှက်ပြန်သမီးတော်တွေဈေးဝယ်ထွက်မဲ့ဆိုင်မှာတံမိုးကြီးဓာတ်တွေမပြပါနဲ့ပေါ့။ဒါပေမဲ့တကဘာလုံးမှာစီးပွားရေးရှာစားနေတဲ့ထောင်ကဲတွေပောက်ဖို့တွေကတော့ဒီတဲ့င်းကိုပြောင်းပြန်သဘောပေါက်လိုက်ကြပါတယ်။ တမီးတော်တွေကားကိုစီမောင်မမိတ်တန်ကိုစီနဲ့ရွှေမန်တလေးရဲ့နာမည်ကြီးစိန်ရှင်ရတနာဆိုင်တွေကိုတဆိုင်မီတဆိုင်လှည့်လည်ချိန်မှာတော့ပောက်ဖော်ကြီးတွေထောင်ကဲကြီးတွေကတံပိုးကြီးပိဆိုတဲ့ရတနာပစ္စည်းတွေကိုဈေးပါတင်ပြီးပြကြပါတော့တယ်။သူတို့အရှင်းရှင်းသိကြတာကဒီငွေကိုတိုင်းမှုကရှင်းမဲ့ဆိုတာရဲ့တမီးတော်တွေကကြိုက်တာကိုကောက်ပဲယူသွားတာဘယ်တော့မှဈေးမစစ်ဘူးဆိုတာရဲ့ပေါ့ဗျာ။ ဒီတော့ကပြည်ဦးလေးမတက်ခင်မန္တလေးမှာတနေ့တာခီးနာတဲ့အချိန်မှာဈေးဝယ်ထွက်တဲ့စရင်ကနောက်နေ့မှာတိုင်းမှုကတော်လက်ထဲရောက်လို့လာပါပြီ။ငွေပမာဏကိုမြင်လိုက်တာနဲ့တိုင်းမှုကတော်ရှော့ဖြစ်သွားပါတယ်။ဘေးကအရေးအရှိကြီးနေတဲ့တက်မှုကတော်တွေကရှေမကိုရှိုးသူနဲ့နှာခေါင်းကိုရှူစေးတိတ်ပေးသူနဲ့လုံးမဟင်းဆိုပြီးတမကြီးရှာလို့တတိပြန်လေလာပါတယ်။ ီးတော့မှသူ့လက်ထဲမှာကြစ်ကြစ်ပါအောင်ဆုပ်ထားတဲ့ငွေစည်ရင်းကိုပြန်ကြည့်ပြီးအလဲပိုင်းတိုင်းကရိတ်တာထဲမှာစောင်းချောင်းထိုင်ပြီးငိုကြီးရှမဖြစ်တော့တာပါပဲသူ့လက်ထဲမှာကင်ထားတဲ့တရက်တာဈေးဝယ်စည်ရင်းကဘလောက်လို့ထင်ကြပါသလဲကျပ်သိန်းပေါင်း1000ကျော်အမေရိကန်ဒေါ်လာနဲ့ဆိုဒေါ်လာတသန်းကျော်ဖြစ်နေလို့ဖြစ်ပါတယ်ဒီငွေဟာဘယ်နည်းနဲ့ဖြစ်ဖြစ် တိုင်းမှုကရှင်းပေးဖို့တာဝန်ရှိတယ်ဆိုတာအာနာရှင်ခေတ်တစ်လျှောက်လုံးသိလာကြလေတော့တနည်းနည်းနဲ့တော့ရှင်းရမှာဖြစ်ပါတယ် တမီးတော်တွေဈေးဝယ်တာသိန်း400ကျော်နေတယ်ကျွန်တော်ဘယ်ပတ်စံနဲ့ရှင်းရမလဲဆိုတော့မြမပြည်အောက်ပိုင်းကတိုင်းမူကိုကျမရေးအကြောင်းပြကဖြုတ်ထားတာကလည်းရှေ့မှာဆန်နမူနာဖြစ်လေတော့နောက်ဆုံးမှာမန္တလေးမြို့တစ်ကိုထပ်မံတိုးချဲ့ပြီးမြေကွက်တွေကိုထပ်ဖို့ရတော့တာပေါ့အဲ့ဒီမြေကွက်တွေကိုတရုတ်တွေကို ရောင်းပြီးမှတမီးတော်တွေဈေးဝယ်ခဲ့တဲ့စိန်ရွှေရတနာဆိုင်တွေကို အကျွေးပြန်ဆက်ရပါတယ်ဒီလိုလေတွေသိမြေကွက်တွေဖော်တာကိုဘသူကမှအရေးမယူတဲ့အတွက် ိုင်းမူးစိတ်ထဲမှာသမီးတော်တွေကသူ့ကိုဘလို့စားကွက်တယ်မန္တလေးမှာရှိတဲ့ဆိုတာပြသွားတယ်လို့တော့ဒစိမ့်စိမ့်တွေးရင်ဂျိနတ်စိတ်တွေသမီးတော်တွေကိုကြည်ညိုတဲ့စိတ်တွေတဖွာဖွာပေါ်နေပါတော့တယ်ဒါကြောင့်တင်းလို့ရတာအကုန်တင်းဆောက်လို့ရတာအကုန်ဆောက်မူဝါဒရှမှတ်ပြီးမန္တလေးမြို့ကြီးကိုဆောက်လုပ်ရေးလုပ်ငန်းရှင်စိနတိုင်းသားတွေလက်ထဲဝါကွက်အပ်လိုက်ပါတော့တယ်။ အလွန်အေးပါတယ်အလွန်ယိုးပါတယ်တောသားကြီးအတိုင်းပါပဲလို့နာမည်ရတဲ့တိုင်းမှုဟာအဲ့ဒီအချိန်ကစပြီးမြေကွက်ဖော်ထုတ်ဖို့နဲ့မြေကွက်တွေရောင်းဖို့ပဲစ조사အားထုတ်ပါတော့တယ်နောက်ဆုံးမှာလက်ရဲဆက်ရဲဖြစ်လာပြီးရွှေတရှောင်းမြောင်းပေါ်မှာတော့ကွန်ကရစ်ခင်းပြီးဈေးဆိုင်တွေကိုပြောင်းရွှေ့နေရရှာတဲ့အထည်ဖြစ်လာပါတယ်မူလဈေးကိုတော့သူနဲ့လော်ဝါချင်းရိုက်ထားတဲ့ contract လက်ထဲထိုးအပ်လိုက်ပါတော့တယ်သူကလည်းတိတ်တော့အပြစ်ပြောလို့မရပေဘူး သမီးတော်တွေကမန္တလေးကိုဂတိဂတိလာနေတာကို သူမလည်းဈေးဖို့ရှာရင်သူ့အတွက်ပါရောရှာနေရတာမဟုတ်ပါလားတကယ်တော့မန္တလေးမြို့ကြီးအခုလိုခင်မင်အစအဦးတွေပေါ်လာတာသမီးတော်တွေကိုကျေးဇူးတင်တင်နဲ့ဘာလို့လဲဆိုတော့သူတို့ဈေးဖို့အတွက်မန္တလေးမှာမြို့တစ်ကအကြီးကြီးပေါ်လာတယ်မြို့ရဲကအစအဦးတွေကို contract စနစ်နဲ့အစ်စ်ပြန်ဆောက်ကြရတယ်ဝမ်းနဲ့ဆရာကောင်းတာတစ်ခုကတော့ ဒီအထဲမှာမြန်မာတိုင်းသားစစ်စစ်တွေပိုင်တာတခုမှမရှိတော့တာပါပဲဒီတော့မန္တလေးမြို့ကြီးကိုစီနတိုင်းသားတွေလက်ထဲဝက်ကွက်အလိုက်ရတဲ့တရခန်ကတော့စိန်ရွှေရတနာတွေကိုအလွန်မတ်တဲ့သမီးတော်တွေလက်ရှက်ဟာအဓိကပါပဲနောက်ပိုင်းမှာအဲ့ဒီတိုင်းမှုကိုတော်လာကြည့်ရဲဆိုပြီးဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးပေးလိုက်ပေမဲ့မြေကွက်အရသာတည်သွားတဲ့အဲ့ဒီဒုတိယဗိုလ်ချုပ်ကြီးက နောက်ရောက်တဲ့နေရာမှာပါမြေကွက်တွေကလပန်ထိုးတာများသွားပြီးသမီးတော်တွေနဲ့ပေါက်ရောက်တဲ့မိသားစုတစုပိုင်နာကိုတိမ်မိရက်သားဖြစ်သွားပါတယ်။ဒီအတွက်ဖြစ်တံကတော့ယာတို့ကထုတ်ဖယ်ပြစ်လိုက်တာပါပဲ။တူလက်အောက်ကတိုင်မူပေါက်ဆတ်တယောက်လဲဘူးမတိပါမတိရောရောင်ပါသွားလေရဲ့။ပြောရရင် သမီးတော်တွေရဲ့ယာဇဝင်မှာထောက်ထားခြင်း၊ငဲ့ညာခြင်း၊တနာခြင်း၊ကိုကျင်းစာခြင်းလုံးဝမရှိဘူးဆိုတာပါပဲ။ ဒါနဲ့ပတ်သက်ပြီးပြောရရင်1994ခုနှစ်မှာသမီးတော်တွေအင်္ဂလိပ်စာသင်ကျင်နေဆိုလို့နိုင်ငံခြားဘာသာသိပ္ပံကအင်္ဂလိပ်ကဗျာဆရာမကြီးတယောက်ကိုတာဝန်ရှာလိုက်ပါတယ်။သမီးတော်တွေရဲ့အိမ်တော်မှာစာသွားသင်ဖို့ဒီဆရာမကြီးခမသူ့ရဲ့အပြင်မှာသင်နေတဲ့အင်္ဂလိပ်စာသင်တန်းတွေပါဖျက်ပြီးပတ်စံတပြားတစ်ချက်မှမရပဲတွားတွားသင်ပေးရတယ်။အဲ့ဒီလိုသင်ဖို့ပထမဆုံးနေ့မှာပဲသမီးတော်တွေကဒီအိမ်မှာသင်ပေးရတယ်ဆိုပြီးဘာအခွင့်အရေးမှရမယ်မထင်ပါနဲ့ ဒီအိမ်မှာတင်ကွင်းရတာကိုပဲဂုံယူပါလို့ဆဆချင်းစောင့်နေထွင်ပါတယ်။ဆရာမကြီးကစိတ်တွေဆိုးပေမဲ့ဘယ်တက်နိုင်မှာလဲဗျာ။နောက်ဆုံးတော့စာတင်ရင်မဟုတ်မခံဆရာမကြီးကိုဘာတွေဘဝင်မကြလဲမသိပါဘူး။တဝဲကိုပြောင်းရွှေ့ခွင့်အမိန်ထွက်လာပါတယ်။ဆီယာမကြီးမှာအသက်ကြီးမှမိသားစုနဲ့ခွဲပြီးတဝဲကိုတုံးနေရောက်သွားရလေ။ပြောရရင်တော့သမီးတော်ရာဇဝင်ကတော့မြန်မာနိုင်ငံရဲ့တထောင်တညပုံရင်ပါပဲဗျာ။